တိတ်ထားမစပိုက်ဟာပြောစကားနားထောင်မယ်နော်လေရှင်းနေမှာလာပဲနေလေတယ်မစီစင်းရောဟုတ်တယ်ဟုတ်တယ် तू ကဘက်ဆောင်ကိုဖြစ်နေ तू ဟိုကဟိုဟာသတွေကြီးပဲလို့တွေးလို့မရအောင်เนาะဒရမာလည်းရတယ်အဆိုလည်းရတယ်အကလည်းရတယ်ရုပ်လေးကလည်းရှိတယ်ဆိုတော့ तू ကဘက်ဆောင်ဘက်ဆောင်ကိုတော်တာပါအဲ့လေလို့ဘလို့ဖြစ်နေတော့မင်းရမင်းသားရှေ့ရမင်းများရောက်တာမင်းသွားတယ်ပြန်လာကုန်ပြန်လာကုန် မင်းကလေလေဆရာနဲ့မတူတော့ဘူးတိလားပြည်သူစားရေးလိုက်လို့ထွက်ပြေးလာတဲ့အချိန်မှာကဲသွားတဲသူတို့အញ្ញကန်အញ្ញကန်ကောင်းတာအမေတို့ဆိုဒီလမ်းရှက်ဖို့လွယ်မမလွယ်တာဒီရုပ်ရှင်လောကကြီးကိုတိုးဖို့ဆိုတာတကယ်ကိုမလွယ်တာအမေတို့ခင်ပါလေအခုကလေးတွေကြတော့လေအမှုပညာကိုသူတို့အမှုပညာကိုခြားပြခွင့်ရှိတယ်ကွာဘယ်သူခေါ်ခေါ်မခေါ်ခေါ်ဖုန်းတစ်လုံးနဲ့သူတို့ရိုက်ချင်တဲ့ဟာလေးတွေရိုက်ပြီးတင်ပြလိုက်သူတို့မှအရေးချင်းရှိရင်ရှိတယ်လို့တက်သွားတာလေအဲ့လိုဆိုတော့သူတို့ဖို့မှာပို့ပြီးတော့နားညောင်းနေအရန်ပွင့်နေအရန်ကို ကုတုကန်ထူးတယ်အဲဒါကြောင့်မကလေးတွေကိုလေကိုတကယ်ဖြစ်ချင်လို့ရှိရင်အဲ့လိုလိုင်းမော်ပါပဲဖြစ်ဖြစ်ကိုရဲ့အမှုပညာတွေကိုချပြကြတွေ့တဲ့နေရာမှာဟိုဟိုဘာလဲရုပ်ရှင်လောကနဲ့ပတ်သက်တဲ့ writer တွေဘာတွေကမြင်သွားလို့ရှိရင်သူ့ဟာသူ့ကိုထင်ပေါ်ရင်ဆင်တော့ကောက်ပါလေမမီတက်နဲ့ဆုံသွားတဲ့အကြောင်းရင်းကတရုတ်ဆောင်ချစ်စုစုဟန်ရဲ့ဆက်သွယ်ပေးမှု ရှိစုစုဟာမမီတက်တို့နဲ့ရိုက်နေတော့အဲ့ဒီဟိုကလည်းဒေါ်စည်းခွဲဆိုရက်ဇလန်းလေးရိုက်မယ်ဆိုတော့ရှိစုစုအမေနဲ့လိုက်တယ်ဆိုပြီးတော့ခေါ်ပေးလို့မမီတက်နဲ့ဆုံရတာပါသူကောင်းတဲ့ပါရမီလက်ဆုံပါပုံရတယ်တော်တယ်တော်တယ်အလူငယ်လေးတွေကကြတော့သူတို့ရဲ့လူငယ်ရဲ့ဇယိုက်အတိုင်းပေါ့နော်သူတို့ရဲ့ပုံစံလေးတွေကတော့တစ်မျိုးပေါ့ဘာမှထူးထူးခြားခြားကြည့်ရတာမရှိပါဘူးအမေဒီလိုဒီလိုလေးလိုချင်တယ်ဆိုရင်လုတ်ပေးလိုက်တာပဲပြေလဲပါတယ် ဟုတ်တယ်ဟုတ်တယ် तू က best song ကိုဖြစ်နေတယ် तू ဟိုကဟိုဟာသတွေကြီးပဲလို့တွေးလို့မရအောင်เนาะ drama လည်းရတယ်အဆိုလည်းရတယ်အကလည်းရတယ်ရုပ်လေးကလည်းရှိတယ်ဆိုတော့ तू က best song best song ကိုတော်တာပါဟုတ်တယ်လေအဲ့ဒါပဲလေလူက best song တော်တယ်ဆိုလို့ရှိရင် तू က तू နာမည်ကကြီးလာတာပါပဲစ조사မှုလည်းပါတာပေါ့အအမေကတော့လေအဲ့လိုအမေကို messenger မှာလာမေးတဲ့ကလေးတွေရှိတယ်သူတို့တရုတ်ဆောင်ဖြစ်ချင်တယ်ပေါ့တရုတ်ဆောင်တကယ်ဖြစ်ချင်လားတကယ်ဖြစ်ချင် တကယ်ဖြစ်ချင်းတကယ်လို့အဟုတ်ဖြစ်ရမည်ဆိုတော့ဆောင်းပုံလေးကိုပဲအမေကပြောပြတယ်အဲ့တော့အမေကိုရိပေါ့မေဒီငငယ်လေးတွေရတဲ့ဥဆောင်ဝါဒနာပါတယ်ဒို့ပေမဲ့လို့မဖြစ်လာခဲ့ဘူးအသက်42နှစ်ကြာမှမြမရုံမြင့်တဲ့ဥဆောင်ရွေးချယ်ပွဲမှာဝင်ပြိုင်ရင်းနဲ့ဖြစ်လာတယ်အဲ့တော့တကယ်ကိုဝါဒနာပါရင်တရုတ်ဆောင်ဆိုတာအသက်အရွယ်မကတ်တတ်ထားပါဘူးအမေဆိုတာကလေးတွေ၃ယောက်လောက်မွေးပြီးမှတရုတ်ဆောင်လောကထဲကိုရောက်လာတာပါအဲ့တော့ကိုတကယ်ဖြစ်ချင်တယ်ဆိုတကယ်စူးစမ်းပါအချိန် ရောက်ကိုရောက်လာပါမယ်လို့ပြောချင်ပါတယ်။သိဘူး။အပြိုအပြိုတော့လည်းချောလားမချောလားမသိပါဘူး။ဝါသနာပါတာတော့သိတယ်ကိုက။မင်းသမီးရယ်လို့မဟုတ်ဘူးကွာ။ကိုကအတိအဆောင်မြင်တာယူတက်တာလေ။တကယ်အခုနောက်တက်မဲ့ကလေးတွေလည်းပြောချင်တာကလေ။မင်းသားဖြစ်ချင်တာတော့မင်းကြီးဖြစ်ချင်တာတော့မလုပ်နဲ့။တကယ်တိရုပ်ဆောင်စစ်စစ်မှန်မှန်ဖြစ်ချင်လား။အဲ့တယောက်ဆောင်စစ်စစ်မှန်မှန်ဖြစ်ချင်တကယ်ကို YouTube ပါတကယ်ကိုစူးစမ်းပါ ဖြစ်ကိုဖြစ်ပါတယ်လို့ပြောချက်ပါတယ်အတွဲသူတို့အရန်ကန်အရန်ကန်ကောင်းတာအမေတို့ဆိုဒီလမ်းရှောက်ဖို့လွယ်မမလွယ်တာဒီရုပ်ရှင်လောကကြီးကိုတိုးဖို့ဆိုတာတကယ်ကိုမလွယ်တာအမေတို့ခင်ပါလေအခုကလေးတွေကြတော့လေအမှုပညာသူတို့အမှုပညာကိုခြားပြခွင့်ရှိတယ်ကွာဘသူခေါ်ခေါ်မခေါ်ခေါ်ဖုန်းတစ်လုံးနဲ့သူတို့ရိုက်ချင်တဲ့ဟာလေးတွေရိုက်ပြီးတင်ပြလိုက်သူတို့မှာအရေးချင်းရှိရင်ရှိသလိုတက်သွားတာလေအဲ့လိုဆိုတော့သူတို့ဖို့မှာပို့ပြီးတော့နားညောင်းနေအရန်ပွင့်နေအရန်ကို ကုတ္တကံထူးတယ်အဲဒါကြောင့်မကလေးတွေကိုလေကိုတကယ်ဖြစ်ချင်လို့ရှိရင်အဲ့လိုလိုင်းမော်ရပဲဖြစ်ဖြစ်ကိုရဲ့အမှုပညာတွေကိုချပြကြတွေ့တဲ့နေရာမှာဟိုဟိုဘာလဲရုပ်ရှင်လောကနဲ့ပတ်သက်တဲ့ writer တွေဘာတွေကမြင်သွားလို့ရှိရင်သူ့ဟာသူ့ကိုထင်ပေါ်ရင်စင်တော့ကောက်ပါလေမှန်တာပါရဲ့သူကအမြဲတမ်းလေဟိုအမေနဲ့ shooting ส่งလို့ရှိရင်အမေရိုက်တာကိုအမြဲတမ်းလိုက်ကြည့်တယ်အမြဲတမ်းလိုက်ကြည့်တယ်နောက်ပြီးတော့ဗဇက်ကလည်းသူအမြဲတမ်းတဖွားဖွားပြောသလို Facebook မှာပဲတွေ့တွေ့ ဟို TikTok မှာပဲတွေ့တွေ့အမေဟာသူ့ idol ပါဆိုတာအမြဲပြောသလိုတကယ်လဲစူးစားတယ်တကယ်လဲစူးစားတယ် तू ကလေအခုနေခါမှာအမေတို့အသက်ရွယ်ကြီးလုံမလား तू ဖြစ်အောင် လုပ်တယ်တဖူးကြီးပြောင်းပြီးဘီစပတ်ကြီးနဲ့လုပ်တယ်ဟိုငငယ်လေးဟိုနိုင်ငံသားပြန်လုပ်မလားချက်ချင်းအဲ့လိုရုပ်ပြောင်းရုပ်လွဲတွေနဲ့ तू လုပ်နိုင်တယ်တကယ်အမေကို idol ဖြစ်တယ်ဆိုတော့ခလေးကတကယ်လို့ပဲအမေလိုပဲစူးစားခြင်းနဲ့စိတ်ရှိတဲ့အတွက်အမေကလေအရန်ဝပီတိဖြစ်တယ်ခြေလက်ကျဉ်တတ်တယ် तू ကဖြစ်အောင်ပါပါ သူပြောသလိုပေါ့တစ်ချိန်အသက်ကြီးတဲ့အထီကို तू ကလုံးဥမာဆိုတော့တကယ်ကိုဟိုသူ့အမှုပညာကိုအမေရယုံကြည်တယ်စိတ်ချအဲအဲ့လိုပေါ့နော်အမှုပညာကိုခုနပြောသလိုပဲတကယ်ကိုယူတွတ်တယ်ဆိုလို့ရှိရင်တော့စ조사ကြပါလို့ပဲပြောချင်ပါတယ်စ조사ရင်တချိန်မဟုတ်တချိန်မှာဖြစ်ကိုဖြစ်တယ်စိတ်ကြကြလို့မရဘူးဇွဲလျှော့လို့မရဘူးအခက်ခဲအများကြီးကိုကြုံတွေ့ရမယ်ဖြတ်ကျော်ရမယ်ဒရိုက်တာဘောင်းဆောင်ပညာဘောင်းဆောင်မှာ ကိုကဖြတ်တန်းရမယ်ဒီဒရိုက်တာဒါမျိုးဆိုမယ်ဟိုဒရိုက်တာဟိုလိုမျိုးဖြစ်ခြင်းဖြစ်မယ်အဲ့ဒါတွေကိုလည်းကိုကနားလည်ရမယ်လေ့လာရမယ်အားလုံးအဆက်ဆက်ရရပေါ့ဟိုတိတ်ကြီးခံနိုင်တဲ့စိတ်ကိုလည်းမွေးရလူတိုင်းကအကောင်းကြီးပဲမရှိဘူးစိုးတာတွေလည်းရှိတယ်အဲ့တော့စိုးတာတွေလည်းသိခံနိုင်ရမယ်ကောင်းတာတွေလည်းလက်ခံနိုင်ရမယ်အမှုပညာလောကမှာရေရှည်တည်တံ့နေတယ်ဆိုရင် ကိုကိုတိုင်စ조사မှုအပြင်ကိုတွေ့လာတဲ့ကြုံလာတဲ့အခက်အခဲတွေမှန်သမျှကိုတင်းကြီးခံပြီးရင်ဆိုင်ကြော်လွားနိုင်မှုအရေးကြီးပါတယ်